နေဇီးယားဣမြေကွာမှာမြန်မာနိုင်ငံဟာပေးအများဆုံးထွက်တဲ့နိုင်ငံဖြစ်ပြီးဆီယနာသိမ့်ပြီးနောက်ပိုစိုက်ပျိုးနေပါတယ်။ဘိန်းစိုက်ပျိုးဆိုရင်တော်ရီခုတ်ထွေရှင်းလင်းရတာမဟုတ်ဘိန်းစိုက်ပျိုးတာနဲ့တတော်ပြုံတိမှုဆက်ဆက်နေပြန်ပါတယ်။ရင်ကျဲမှုအမွေနှစ်တေကင်းအောင်နေတဲ့ရှမ်းပြည်နယ်မှာဆိုရင် လူမျိုးတွေစုံပြီး ိတ်သီးတဲ့တောတွေစိမ့်ဆူတဲ့ရာခွင်းတွေကြားဒေသခံတောသူ တောင်သားတွေမျိုးဆက်အဆက်ဆက်ရိုးရိုးသားသားလွတ်ကင်စားတော့ခဲ့ပေမဲ့ခုဆိုပိန်းဆက်ပြိုးတဲ့အတွက်တောတွေပြုံးနေနေတဲ့မော်ရှမ်းမြေဖြစ်လာပါတယ်ဒါကြောင့်လေအော်စထရီးယားနိုင်ငံဗီယက်နမ်မြို့မှာကျင်းပတဲ့မွေးရည်ဆေးဝါးဆိုင်ရာအစည်းအဝေးမှာကလသမကအထွေထွေညီလာခံသဘာဝပတိဖေမွန်ယန်းဗီဒီယိုကတစ်ဆင့်ပြောသွားတာကတော့ deforestation soil degradation and toxic waste တတော်တွေပြုံးတည်တယ်မြေရည်သွေးကျဆင်းတယ်ဆွပစ်ပစ္စည်းအစိတ်သင့်တယ်မွေးရဆေးဝါးမှောင်ကိုလုပ်ငန်းကပတ်ဝန်းကျင်ကိုထိခိုက်စေပါတယ်ကမ္ဘာစစ်မဲ့ဇုံတွေမှာလူလုံဆေးပြားတွေနဲ့မွေးရဆေးဝါးတရားမဝင်ဖောက်ကားရောင်းဝယ်တဲ့ကဏ္ဍမှာမှန်ကိုဈေးကွက်သစ်ရှိတယ်လို့ UNODC ကုလသမဂ္ဂမွေးရဆေးဝါးနဲ့ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ကပြောပါတယ် ီနေ့ဖြစ်ထွန်းလာတဲ့မွေးရည်ဆေးဝါးမှောက်ကိုဈေးခွက်ကပိုးလို့တောင် ကမိုင်းရခက်တယ်လို့လဲ UNODC အမှုဆောင်ညွှန်ကြားရေးမှူးဂါဒေါ်ဝလီက ပြောပါတယ် Trafficking routes run through war zones and rule of law vacuums ခေတ္တရဆလို့ရေထဲပင်လယ်ရှေ့ပိုင်းဒေသအလဲရွှေတိကန်အစုံကဘာမှာပေါ်ပေါက်နေတဲ့စစ်မဲ့ဇုံတွေနဲ့ဥပဒေအထင်းကြောင်းမရှိတဲ့နေရာတွေမှာနှုတ်ရှားနေတဲ့မွေးရည်ဆေးမှောက်ကိုလမ်းကြောင်းတွေကအခြေအနေမတည်ငြိမ်အောင်ပိုလုံနေပါတယ် တကယ်ပစာမဟုတ်ပဲ online မှာသုံးတဲ့ crypto currency ဆိုရင်လေတရားမဝင်လမ်းကြောင်းကအမျက်ဆုံးတွေကိုချီရခံလို့မရပဲလူမှုကွန်ရက်တွေကလည်း online ကနေလူငယ်တွေနဲ့မွေးရဆေးဆွေးနေတဲ့လူတွေကိုအထူးပြစ်မှတ်ထားပြီးအယောင်မြင့်တင်ကြော်ညာတဲ့လမ်းကြောင်းဖြစ်လာတယ်လို့ပြောပါတယ်။ကမ္ဘာမွေးရဆေးဘာမှောက်ကိုရောင်းဝယ်ဖောက်ကားရေးပုံစံပြောင်းနေချိန်မှာအရင်ကရှမ်းပြည်နယ်မှာဗေးအများဆုံးဆက်ပြိုးခဲ့ပေမဲ့ ုစတောင်စလပန်းတွေပွင့်လန်းနေချင်းပြင်းနေမှာဆင့်အာနာသိမ့်ပြီးနောက်ဘိန်းပူဆက်ပြိုးလာပါတယ်ချင်းပြင်းနေကလင်းနေကန်ပြိပခရေကြောင့်ဆောင်နေချက်တဲလာတဲ့အတွက်တခြားရွေးချယ်စရာမရှိပဲဘိန်းဆိုင်ပြိုးရတာပါလို့ဥစုပူးလို့အမိလွှဲထားတဲ့ဘိန်းဆိုင်တောင်သူကပြောပါရဲ့အခက်ခဲတော့အများကြီးရှိတယ်အဲ့ဒါမဆိုင်ဘူးဆိုရင်မလိုနဲ့ဆောင်နေရစမပြီးဘူးနော် အဲ့ဒါကြောင့်ဆိုက်တာပါအရှိတောင်အာရှကရာဇဝင်ကိုင်းကွန်ရက်တီဟာနေမည်မတင်ငိမ့်တဲ့နေဆက်တွေကိုသုံးချပြီးမက်သက်ဖက်တမင်းစစ်ကြဆေးပြားတွေကို ရောင်းဝယ်နေတဲ့အတွက်2023ခါဆိုဆေးပြားတန်ချိန်190စံချိန်တင်ဖန်ဆင်းမိတယ်လို့ UNODC ကပြောပါတယ်